တရုတ်ပြည်ရဲ့ဦးလေးဆိုင်မှာတနေ့ဥပွဲတစ်ထောင်လောက်လက်မလောင်ရောင်းနေရတဲ့ဟုံဆောရုပ်လုံနည်းလေးကိုမျှဝေပေးလိုက်ပါတယ်။အရင်ဆုံးဈေးကဝယ်လာတဲ့သုံးသက်သားတရုံကိုအနမ်းပြောက်သွားအောင်လို့အခောက်ကိုအပူပေးထားပြီးတော့အတုံးလေးတွေတုံထားပေးလိုက်ပါမယ်။ပြီးရင်အိုးထဲကိုစီမံထဲပဲနဲ့စီရီထွက်လာတဲ့အထိကျော်ပေးလိုက်ပါမယ်။စီရီထွက်လာပြီဆိုရင်တော့တကြားခဲနဲ့ပင်ငံပြရဲ့အနောက်ကိုထည့်ပြီးတော့နှံသွားအောင်လို့မွေးထားပေးလိုက်ပါ။နောက်ထပ်ဂျင်းချက်သွမ်မိတ်နနပ်ပွင့် ကရဝင်းရွယ်ငွေဥတိကြောက်ထက်ပြီးတော့နှံ့သွားအောင်လို့တေချာလေးထပ်မွေထားပိတ်လိုက်ပါမယ်။နှံ့သွားပြီဆိုရင်တော့မင်းညကျန်တဲ့ဘီယာလေးတစ်ခုကိုဖောက်တန်ထားပိတ်လိုက်ပါ။နောက်ထပ်ရေနွေးတစ်ခွက်လောက်ထပ်ထပ်ပိတ်ပြီးသွားရင်တော့အဖုံးပိတ်ပြီးမီးအေးလေးနဲ့45မိနစ်လောက်နှံ့ထားပိတ်လိုက်ပါမယ်။ပြီးရင်တော့ခုနကထည့်ပြုတ်ထားတဲ့လေတွေကိုဆဲထုတ်ထားပိတ်လိုက်ပါမယ်။နောက်ထပ်ကြက်သားမုံလေးထပ်ပိတ်ပြီးတော့မိနစ်20လောက်ထပ်နှံ့ထားပိတ်လိုက်ပါမယ်။ နံလေးဖြူပြီးရင်တော့တယောက်တည်းတမင်တိုးကောင်းအောင်စားလို့ကောင်းတဲ့နူးညံ့ဤဆက်နေတဲ့ဟုံရှောင်းရုပ်လေးကိုရပါပြီနော်။